ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ grey set ကလေးတွေပါတယ်စိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအေးမှာ ပါဝင်ရတဲ့အတွက်ကြောင့်မလို့ဒီကားလေးရဲ့အာဘယ်လိုပြောမလဲ character ဒီကားလေးရဲ့ဆွဲဆောင်မှုဟိုပိုရှိသွားစေမယ်လို့လည်းမြင်တယ်ပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့တရုတ်ဆောင်ဖြစ်တာပါအခြေဆိုတာလည်းခံမှန်းရခဲ့တယ်အဲတခါတလေမှာส่งด้วยจริงดิโลตะคาตะเลจ่ะแลช่องล้วยจริงเลยเปหินิสันเลยปะเนาะไอ้ชิชินมิตรตาโหรอดีกว่าอุตส่าห์ไปพี่รอขอจุทาได้อ๋อยัตตะ ရောက်တဲ့ဇာတ်ကားလေးလိုမြင်ပါတယ်။အခုခင်လိုင်းအနေနဲ့ကလည်းဒီကားမှာသူတချို့ဇာညိုးနေရအဆပေါ့နော်။သူစိတ်ကြိုက်တယ်အကုန်လုံးအော်လှုပ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ကိုလည်းအဲကျွန်တော်တို့ဘာမှဟိုပေါ့နော်။အော်ကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြည့်စုံခဲ့တယ်ပေါ့ဒီကားလေးက။ဆိုတော့တော်တော်လေးအဲဟိုအားရကျင်းနေစရာကောင်းတဲ့ကားတကားလို့မြင်ပါလေ။ဒီအောင်စရာမောင်ဇာတ်ကားလေးကတော့ဒါဟိုပါပေါ့နော်။ live drama ပေါ့။ live drama ဆိုပေမဲ့လည်း ဓာတ်ဆုံရုပ်ရှင်တကားလို့တော့ပြောလို့ရပါတယ်။ဒီကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတည်ဆောင်တာပေါ့။ဒီထဲမှာတော့ပကြီးရဲတယ်၊ဓာတ်ပုံရိုက်တယ်ဆိုတဲ့ character မျိုးကိုလုပ်ရတာပါတဲ့။ဟုတ်ကဲ့အဓိကတော့ဒီဇလန်းလေးကအာဘယ်လိုပြောရမလဲဆိုတော့လေအဲသူရုပ်လုံးချင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့သူအိမ်မက်လည်းတစ်ခုလည်းဖြစ်တယ်လို့မြင်တယ်လေ။အဲဆိုတော့ဒါသူလုံးပြခွင့်ရှိတဲ့အချိန်မှာသူအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်တို့ကလည်း ကောင်းဆုံးဖြစ်အောင်ဒီကားလေးမှာ character role တစ်ခုအနေနဲ့ပါဝင်ပြီးတော့အားဖြစ်ပေးထားပါတယ်ခင်ဗျာဟုတ်ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ပြိတ္တတည်းရဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပုံမှာထင်ပြီးယူဆချက်ကလေးတွေကလည်းဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ရဲဆက်ကလေးတွေပါတယ်နောက်ပြီးတော့ဟိုပေါ့နော်ကျွန်တော်တို့ဒါအမှုပညာ လောကထဲမှာပဲကျွန်တော်တို့အများအားထီးတွင်းနေတဲ့တရုတ်ဆောင်တွေလည်းပါတယ်လို့အဲဒီနုပညာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုဒီလိုလျှောက်လန်းခဲ့တဲ့ကိုပြုံးမြေဆိုးတို့ပါလို့ဆိုနေတာကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကထဲကိုဆောရောက်ခဲ့တဲ့နုပညာရှင်တွေပေါ့နော်ဆိုတော့ဟောဒီဟာတွေရတဲ့တကြောင်းပေါ့နော်အခုဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအေးမှာပါဝင်ရတဲ့အတွေ့အကြုံမလို့ဒီကားလေးရဲ့အာဒီဖော်မူလာကော်လိုက်တာဒီကားလေးရဲ့ဆွဲဆောင်မှု ဟိုပိုရှိသားစီမယ်လို့လည်းမြင်နေပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့တိုးဆောင်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဇန်လန်းဆက်ရင်ကောင်းတဲ့အဲရုပ်ရှင်ဇာကားတကားဟိုပြိတက်ကိုကြည့်စေခြင်းလည်းရည်ရွယ်ချက်ပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုရိုက်ကူးဖြစ်တာပါမင်းစကားပြောဘိုးလိုညံ့ညံ့မပြောနဲ့လို့မင်းဘိုးလိုညံ့ပြောဒီကောင်နားမလဲတာလေမို့ငါကိုကြီးလည်းနားမလဲဘူးထားလိုက်အဲ့ကိစ္စထားလိုက်အာဒီမှာတော်တင်းသွားပြီ ဒီကောင်ငါတို့၃ယောက်ပုံလူဆွဲခိုင်းတာလေကွာအဲ့ဒါတော့ဒီကောင်ကဒီကတ်တုန်းလိုလိုဘာလို့ပုံတွေဆွဲလာတယ်ဆိုတော့ဘိုင်းလေးဟမ်ဟုတ်ကဲ့ဒီကားလေးကဟာရသစုံကားလေးပါ928ပုံမှာတော့အခြေခံထားတာပေါ့အာဘလို့ပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအခြေဆိုတာကဒါဟိုဘလို့ခေါ်မလဲပူလောင်မှုတစ်ခုပဲပေါ့နော်အဲ့တော့ဒီကားလေးထဲမှာပါဝင်တဲ့အခြေစုဒီမှာဆိုတဲ့တခြင်းလေးအတိုင်းပေါ့နော်အခြေဆိုတာလည်းခံမှန်းရခက်တယ်အဲတခါတလေမှာส่งတွေ့ခြင်းဘီလိုတခါတလေကြလဲရှောင်းလွဲ ကျင်တယ်ပေနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမြတ်တာကိုတော့အဓိကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟောရတရောက်တဲ့ဇာကားလေးလိုမြင်ပါတယ်အအမတ်တရတွေဆိုတော့ကျွန်တော်တို့ကဒီဒီကားရိုက်နေတဲ့ချိန်မှာဟိုရည်ကြီးရရှံမှုတွေဖြစ်ပြီးတော့လေကျွန်တော်တို့ဒါအလူတန်းတွေအဲလုတ်ဖြစ်ခဲ့တဲ့အချိန်လေးပေါ့ဒါလေးကတော့မှတ်မှတ်ရရဖြစ်တယ်ကျန်တာကတော့ဘယ်လိုဖော်မလဲဆိုတော့မိုးရွာပြီဆိုတော့ရိုက်လိုက်နားလိုက်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်ဒီကားလေးကကျွန်တော်တို့ အကုန်လုံးဝန်းဝန်းပြီးတော့စူးစမ်းထားတယ်လို့ပြောရမှာပေါ့လေအပြီးတော့ဟိုတရုတ်ဆောင်တယ်ဆိုတဲ့ဟာတဲ့ပိုပိုလွန်နဲ့တရုတ်ဆောင်မှုတဲ့ပိုလွန်နဲ့ခံစားမှုပေါ့နော်ကျွန်တော်တို့တရောင်းနဲ့တရောင်းနဲ့ဒါနှလုံးသားနဲ့သူစစ်ပုံဖော်ထားတယ်လို့လည်းမြင်တယ်အခုခင်လိုင်းအနေနဲ့ကလည်းဒီကားမှာသူတချို့ဇညိုးနေရအစပေါ့နော်သူစိတ်ကြိတ်တယ်အကုန်လုံးလောက်တယ်နောက်ပြီးတော့ကျွန်တော်တို့ကလည်း အဲကျွန်တော်တို့ဘာမှဟိုပေါ့နော်ဟိုကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြည့်စုံခဲ့တယ်ပေါ့ဒီကားလေးကဆိုတော့တော်တော်လေးအဲဟိုအားရကျင်နေစရာကောင်းတဲ့ကားတစ်ကားလို့မြင်ပါတယ်ဒီရုပ်ရှင်ရဲ့သဘောတရားတစ်ခုမှာကြာတော့ကျွန်တော်ဒီပြုတ်ဝဲထားရမယ်သူခန်းလေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ရုပ်ရှင်ကြည့်တဲ့အချိန်မှာမှဖြစ်ပေါ်လာတဲ့ခံစားမှုရတာကိုကိုယ်တိုင်ခံစားရတာပိုကောင်းပါတယ်ဆိုတော့ပြောတာတဲ့စာရင်တော့ရုပ်ရှင်ကိုလာကြည့်ပြီးတော့မှဒီရတာလေးကိုပို့ပြီးတော့ခံစားစီခြင်းပါ ဆိုတော့ဒီကားလေးရဲ့ဒီကားလေးမှာ ပုံမှန်မဟုတ်တဲ့ twist လေးတွေပေါ့နော်အဲ့ beauty လေးပါပါကြဒီကားလေးကိုစွတ်ပြတို့ပေါ့ဟိုပါပေါ့ကြီးလိုက်လို့ရှိရင်တော့ကြီးကြီးလိုက်မှပဲခံစားလို့တက်မှာပေါ့နော်ဘာလို့ဆိုတော့ဟိုပါပေါ့အဓိကတော့ကျွန်တော်တို့ကအဲဒါအာဟိုပါပေါ့ချစ်ချင်းမြတ်တာတရားရဲ့လွန်ကဲသွားတဲ့အချိန်မှာပူလောင်မှုတွေကြောင့်ဖြစ်လာတဲ့လောဘဒေါသတွေမောဟတွေပေါ့အဲဒီလိုမျိုးဒါဒီလူလောကတဘဝနဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေပေါ့အဲ့လိုမျိုးဟာလေးတွေတော့ဒီကားထဲမှာပါပါတယ် အဲနောက်ပြီးတော့ဒီဟိုပါပေါ့ရင်ရင်နစ်เสียပါပေါ့เนาะအဲနောက်ပြီးတော့ရင်နာเสียဆက်ဆက်ကွက်လေးနေအများကြီးထက်ပါတယ်အဓိကတော့လေဟိုပါပေါ့ဒါသူတို့တွေကအမှုပညာအာနဲ့ပတ်သက်ပြီးတော့ရန်ယူထွက်တဲ့လူတွေကြီးပဲပေါ့เนาะဆိုတော့အဲ့လိုမျိုးလူတွေနဲ့အလုပ်လုပ်ရတာတကယ်လည်းကြော်စရာကောင်းပါတယ်နောက်ပြီးတော့ပို့ပြီးတော့လည်းဘယ်လိုခေါ်မလဲဆိုတော့ကြော်စရာကောင်းတယ်လို့ပေါ့เนาะကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာကောင်းတယ်ပေါ့အဲကိုကိုရဲ့ဇက်ကာကိုရဲ့ဇက်ကောင်တွေနဲ့ အဲပါဝင်ပြီးတော့ပြောဆောင်ရမယ့်အချိန်တွေမှာဒီလူတွေရဲ့တုံ့ပြန်မှုတွေကအားကောင်းတဲ့ခါကျတော့အလိုလိုနေနေဒီလက်ကွက်ကလေးတွေကဖက်မစီမိနေတော့ပေါ့ဗျာသူပြောနေတာကြတော့လေဟိုဘောအများကြီးအပြင်မှာတွေးပြတဲ့လူတော့မဟုတ်ဘူးဗျာဒါပေမဲ့ဟိုဆုံလိုက်တိုင်းမှာတော့ဒီလိုပဲစလိုက်နောက်လိုက်ပါတယ်အများအများကြီးတော့လည်းမဟုတ်ဘူးပုံမှန်ပါပဲဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်အဲအဲ့အကြောင်းလေးလေဒီကားလေးကလည်းပိုစိတ်ဝင်စားစရာကောင်းတယ်ဒါဒီလိုမျိုး live drama တွေဆိုတာကလူပညာလောကကိုတို့မျိုး20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲယူးမှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကိုဒီလိုမျိုးပေါ့နော်တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကိုင်ပြင်နိုင်ဖို့ဆိုတာတုံနိုင်ကို breaking တုံနိုင်ကိုတွေ့ကြုံမှမရဘူးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူအာတော်တော်လေးကိုကျွန်တော်တို့ကိုင်ပြင်နိုင်တာတွေ့ရတယ်ပြီးတော့အဲတယောက်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်း အဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပိညာရှင်တယောက်ပဲဖြစ်ပါတယ်အာဆိုတော့ဟွာပေါ့မြုံလင်းပေးပြီလားဆိုတော့မြုံလင်းချက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့လေးဟိုအာကိုကပေးလိုက်တယ်ဆိုရင်လည်းကိုကိုယ်လည်းစိတ်ခံစားမှုမူတည်ရယ်ပေါ့နော်အာဒီလောက်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာဒီဘလောက်ထိစိတ်ကျဉ်းနှံမှုရှိလဲဆိုတဲ့ပုံမှာတော့မူတည်သွားမှာပါအာအဓိကတော့အာပရိသတ်ရဲ့ဆန္ဒတွေကဟိုတစ်ခါတည်းဖြစ်နိုင်တဲ့နေ့တွေရတော့စူးစမ်းနေပြီးတော့နေ့နေ့တစ်ချက်ချင်းမှာတော့ရှိလာမှာပေါ့ ဟောဒီနေ့မဟုတ်ဒီနေ့တကားမဟုတ်တကားတော့စုံပါပါကျွန်တော်တို့လည်းအဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ရောက်ရောက်ရရမှာပေါ့ဟုတ်တယ်ဒီအောင်စီအမွေးရှင်ဇာကားလေးကတော့ကျွန်တော်တို့ညီကိုလေးပေါ့နော်အဲ့ဒီတစ်ခုကကြတော့အဲဒီ character တယောက်စီတယောက်စီတိုင်းရဲ့ character လေးကိုလည်းအဲပေါ်လွင်အောင်နောက်ပြီးတော့ဒီယာတမြောက်တဲ့ရုပ်ရှင်ပေါ့နော်အာနောက်ပြီးတော့ပေးခြင်းနဲ့ message တွေကလည်းကျွန်တော်တို့တီတီမီမီနဲ့တကယ်ကိုအာမြန်မာရုပ်ရှင်ဓာတ်ကားတွေမှာကြည့်လို့ကောင်းတဲ့ location ကြီးလည်းပါတယ်လို့တခါမှမမြင်ဘူးမတွေ့ဘူးတဲ့နေရာတွေမှာလည်းကျွန်တော်တို့စူးစမ်းပြီးတော့ဒီကားလေးကိုတက်နိုင်ဆုံးရပြထားကြပါတယ်အားလုံးနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားတဲ့ကားလို့ဖြစ်တဲ့အခါကျတော့ဒီနေ့ခါမှာလာရောက်ကြည့်ရအောင်လို့တက်ခေါ်ပါတယ်